။အော်ဒါနဲ့စကားမဆက်။စကားမဆက်ဆိုပြီးတော့ပြောလာခဲ့တာများပြီ။နော်အမှုပညာအကြောင်းဂီတရုပ်ရှင်စာပေစသဖြင့်ပေါ့လေ။ရည်စရာမောစရာတွေလွမ်းစရာတွေနော်လွမ်းစရာတွေဆိုလို့လွှားရင် ပြောသွားတယ်။မန္လီသာလေးယောက်နော်သောဝထိတ်တင်ဆန်းကန်းချွန်ပြီးတော့ရင်ချင်းမှုတက်ကသူအကြောင်းကြီးဥညင်ညောင်း စသဖြင့်เนาะဟိုကျွန်တော်မောစရာတွေပေါ့ပြောတယ်အဲ့ဒီမှာအဲရေးစရာပြောရမယ်လို့ဆိုရင်ကျွန်တော်လည်းပြောသေးကျွန်တော်လည်းပြောသေးကျွန်တော်လည်းပြောသေးအဲ့လိုတွေဖြစ်ဖြစ်နေတော့လေအင်းနောက်ထပ်ဘယ်လိုအကြောင်းပြောရင်ကောင်းမလဲပေါ့သမ်းမြဆိုးအကြောင်းပြောရင်ကောင်းမလားပေါ့အဲစဉ်းစားတာเนาะဒါရေးစရာပြောတာပါဒီလိုပဲလေးလျှောက်ပြော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 တော့တခုတရိယာသွား ဲ့ဒါကတခြားမဟုတ်ဘူးဗျာကျွန်တော်အကြောင်းကျွန်တော်အကြောင်းကျွန်တော်အကြောင်းဆိုတာကအဲစာအကြောင်းပေအကြောင်းတွေကျွန်တော်ပြောတာကများပါပြီနော်ကျွန်တော်အကြောင်းဆိုတာကျွန်တော်မွေးတဲ့အကြောင်းကျွန်တော်ကို1950နှစ်တခုမတ်လ73ရက်နေ့မှာမွေးတယ်မွေးတော့ဒါတော့အသိထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလူတစ်ယောက်ကဒီလိုပဲ date of birth เนาะရှိတာပဲအဲ့တော့မွေးတဲ့အခါကျတော့ ဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်အဖေကစာရေးဆရာเนาะတညလုံးစာရေးတယ်ပုံလေးဆက်လှုပ်လှုပ်တယ်ကျွန်တော်အမေကចောင်းဆရာမเนาะမနေ့မိုးလင်းတာနဲ့ចောင်းထွက်တယ်เนาะចောင်းကိုထွက်သွားတယ်ဆိုတော့ကျွန်တော်ကလက်မဲ့ဖြစ်အဲ့တော့ကျွန်တော်တို့မှညီကို၄ယောက်ရှိတယ်เนาะမောင်ဝနကျွန်တော်နောက်မောင်ယူပပြီးတော့အခုနောက်ဆုံးမောင်ညံပေါ် မင်းလူပေါ့နော်ဈာကြီးဆရာနာမည်ကြီးဈာကြီးဆရာမင်းလူစသဖြင့်ပေါ့လေလူရှိတဲ့အထဲမှာပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့အိမ်မှာကျွန်တော်ရဲ့အဖေဘက်ကအဖေရဲ့အမေရှိတယ်ကြီးတော်ရှိတယ်နော်အတော်ပေါ့နော်ကြီးတော်ရှိတယ်အတော်ရှိတယ်အမရှိတယ်သူတို့သုံးယောက်ကဒီအဖွာဆိုတာကဒီအတာဝတ္ထုဖတ်ဖို့ရင်သိကြမှာပါအဖေပေါ်မှာအလွန်ဆိုးတဲ့ နော်အမေလူကြားလို့မှယူနိုင်စရာမရှိတော့အောင်ကိုဆိုးတဲ့အဖွာဟောညံပေါ်မင်းလူကြတော့သူကအသေးတခါတည်းညံပေါ်မှညံပေါ်နော်အဲပြီးတော့အဖေအမဒေါ်တန်းညွန်းဆိုတာသူကြပြန်တော့လေတခါကိုယူပမှာကိုယူပသေးအဖေရဲ့အတော်ဒေါ်အေးစိန်ဆိုတာကြတော့အဲမောင်ဝနမှာမောင်ဝနာ ခေါ်တာတော့နန်းနာတဲ့နော်ကျွန်တော်ကကြားရရလွတ်လွတ်ကျွန်တော်ကိုချစ်မဲ့လူမရှိဘူးစိုးစောကပြောသလိုအဖေကတညာလုံးစာရေးတယ်အမေကတနေ့လုံးကြောင်းသွားတယ်ဆိုတော့လွတ်အမေပြန်ပြောပြတာလေးကလေတခါတေးကြရင်လေစိတ်ထဲမှာကောင်းလဲမကောင်းဘူးရီလဲရီရင်တယ်ပြုံးလဲပြုံးရင်တယ်တားရီတဲ့ပခက်လေးလုံးတန်းစီထားလို့ရှင်ကြံတဲ့ပခက်သုံးလုံးကလွှဲနေပြီးတော့ သားပခက်ကယက်နေတယ်ကျွန်တော်ဘဝအစနော်ဒါဒီကိုကျွန်တော်ဘာကြောင့်ဖွင့်ပြရသလဲဆိုတာနောက်ပိုင်းอืมအများပြည်သူပေါ့နော်သောတာရှင်ကြီးအကျိုးရှိတဲ့အကြောင်းပေါ်လာပါလိမ့်မယ်ဆိုတော့ဘလောက်တိဆိုဆိုတယ်ဆိုရင်လေဟိုဥပမာတစ်ခုအိမ်မှာညီကိုလေးယောက်ထမင်းစားတယ်ဆိုရင်อืมမောင်ဝနအသေးတယောက်ကအသေး ကျက်ကျက်သားအသေးပေါ်လေးအထဲဟဲ့မောင်မင်းလူကြတော့ရင်မုံသားမောင်ယူပကြတော့ပေါင်သားဟောကျွန်တော်သူ့မောင်ကြတော့အတောင်မှန်ယူနော်ကြည်လူဘွားနော်လူဘွားတော်တော်ထူးဆန်းနေနော်သူ့မောင်ဖြစ်လာမယ်ဒီကောင်လေးဟာမောင်ပလဆိုတဲ့ကောင်လေးရဲ့ဘဝအဲ့တော့ဖေကဘာလုပ်လဲသူသတင်းသေးသေးကြားမှာပေါ်ကြားတော့ကဲဒီလောက်ဖြစ်လာတာဆိုကားနဲ့ဝူးဆိုအပြင်းထွက်သွားတယ် ထွက်သွားပြီးကားကိုအပြင်မှာရက်အစာလေးလမ်းလျှောက်ပြီးပြန်ဝင်လာကြည့်တော့မြင်တာပေါ့ဒီမှာတယောက်ကအသေးတယောက်ကပေါင်းတယောက်ကရင်ပုံသားဟောဗလာအကြီးကြတော့အတောင်မှန်ယူစုလဲစုရောအင်းတော်ဖေးကနေဝင်သွားပြီးတော့ကျက်သားဟင်းဦးတအိုးလုံးကိုယူယူလဲယူပြီးရောကျွန်းတော်ရဲ့ပကံနေဦးတအိုးလုံးလောင်းထည့်လိုက်ဝုံစုဟင်းဦးတအိုးလုံးလောင်းထည့်ပလိုက်တာအဖေကအလူ ဲ့တက်တာမလားဆိုတော့မတက်တာဘူးအဲ့ဒီဂျန်နဲ့ကိုစောစောကပြောတယ်မိကြီးမိတွေ၃ယောက်ကတယောက်ကဘိုက်ခေါက်တယောက်က ပေါင်တွင်းကျော်တယောက်ကနှထင်းဝိုင်းစော်တော့တာပေါ့နော်အဲ့တော့ကျွန်တော်မှအဲ့ဒါလူအားငယ်တဲ့စိတ်သိငယ်တဲ့စိတ်ပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့ inferiority complex ခေါ်တာပေါ့နော်ကိုကိုကိုသိငင်းနေစိတ်ငယ်ကလေးကဝင်နေတာ ညကျွန်တော်ကြားပြပြောအောင်မပြစကားမစအဲ့တော့ကျွန်တော်မွေးတာ1951 March 23ရက်အဲ့ဒီမှာတိုက်တိုက်ဆိုင်ဆိုင်ဘာဖြစ်သလဲဆိုတော့ကျွန်တော်အဖေကတက်သေးကမြတ်ကိုကိုဆိုတဲ့ဝတ္ထုနဲ့စာပေစုရတယ်နော်ပြီးတော့အဲ့ဒီစာအုပ်နဲ့ပဲတက်ကတူဝန်ထမ်းပြထန်းဝင်ရတယ်ဆိုတော့ကျွန်တော်အဖေကကျွန်တော်ကိုပို့ပြီးတော့ အချစ်ပူတယ်တော့ပြောလို့မရဘူးပေါ့လေဘလူးခေါမလဲပူပြီးတော့ပူပြီးတော့ sympathy ပေါ့လေဂယုနာတက်တာလဲပါရာပေါ့လေอืมဆိုတော့ကျွန်တော်ပုံမှာသဲတယ်ကျွန်တော်ဖေကဘယ်လောက်ထိသဲသလဲဆိုအမေပြောပြဘူးတယ်ဟိုနေ့အဖေကလူပြတ်ကြီးလူဒီနေ့ခစ်လို့ပြောရင်တော့တမျိုးကြီးပေါ့လေအဲဘာဖြစ်ဖြစ်မိမမင်းနေတဲ့အခါမှာယောက်ျားသားတွေကအနာကပ်ပြီးတော့ ြည့်စုံယူရကြတဲ့သဘောရှိတာကိုအဲ့ဒီမင်းကျွန်တော်ရဲ့အဖေကကြတော့ဒီကလေးမွေးလို့ရှိရင်သူ့တငယ်ချင်းညီဖြစ်တဲ့ဇေယသောရာဆွေတို့ဇေယတင့်နေတို့ဇေယတကုံတာယာတို့ဇေယဗမောတင့်အောင်တို့ဇေယသခင်တင်ဥရုအလှဲ့ကြမိနေဆောင်ခိုင်းတယ်သူကအိမ်မှာပဲအေးစီပဲလာတဲ့တစ်ခေါက်အညိုနေကောင်းလား ကောင်းနေဆရာမကလေးရောမိခင်ရောနေကောင်းလားကောင်းနေအေးပြီးရောဘာလို့အပ်တယ်လဲပြီးပြီးသူအလုတ်ပြန်လုံနေပြီးပြီးမလာဘူးဘယ်ကလေးမူမွေသူတစ်ခေါက်တလေပဲလာတယ်ကျွန်တော်အလှေလုံးကကြတော့တဲ့အဖေကပုံမှန်လာတဲ့အပြင်ညာကြီးသကောင်မှာဒီဆေးရုံဒူဘီကလားပေါ့ဗျာနော်ဆေးရုံအဝစားတွေဘာတွေရှော်တဲ့ဖုတ်တဲ့ဒူဘီကလားကိုပတ်စံနှစ်ချက်ပေးပြီးတော့ဆရာဝန်ဝတ်ဆောင်ငှားပြီးတော့ ညာကြီးတကောင်ဒီမိမအဆောင်ဆိုတာယောက်ျားတက်လို့မှမရပဲအဲ့တော့ तू ကဆရာဝန်ဝတ်စုံကြီးငါငါပြီးတော့လာပြီးတော့ကျွန်တော်အမေကိုကြည်တယ်တဲ့ကျွန်တော်လဲတော့ကြည်တယ်တဲ့အဲ့တော့ကျွန်တော်အမေလည်းကြည်တယ်ပေါ့လေလမ်းကြည့်ပြီးဩဘယ်နဲ့ဒီဆရာဝန်ကနဖူးလာကိုင်းနေတာတော့အသားလည်းမေမေယူကလည်းစူးစူးပေါ့အဲအဲ့ဒါလူကျွန်တော်အဖေကကျွန်တော်ပုံမှာမြတ်တာပိုးတယ်အဲဤဆရာပြောရမယ်ဆိုလို့ရှိရင်စိုးစိုးကပြောတယ် မိနေဆောင်ညတဲ့ဇရာသောရာဆွေတို့ဇရာပမောတင်အောင်တို့ဆိုတာဒီနေ့တော့ဒီနေ့လူငယ်တွေကတော့သိမှာမဟုတ်တော့ပါဘူးအလွန်ချောတာဖြူဖြူဖိုးဖိုးချောချောတွေသူတို့ကလာလာပြီးမိနေဆောင်တဲ့အခါကျတော့ဘေးကမိနေတဲ့ချင်းပြီးတော့နတ်စ်မလေးလေးကနေပြီးတော့ပြောကြတယ်တဲ့ဟင်းအဖေကချောအမေကချောဘယ်နဲ့တီမွေးလာတဲ့ကလေးကမှမင်းမဲလုံလုံဝါဝါယူလာ လို့ပြောခံရတယ်တဲ့ကျွန်တော်ဟုတ်လေကျွန်တော်ကမွေးတော့ကျွန်တော်အမိတော်တော်ပင်ပန်းရှာတယ်တော်တော်ပင်ပန်းရှာတယ်ကျွန်တော်ကမွေးတာဘိုက်ခွဲမွေးတာမဟုတ်ဘူးတမယိုးကြယိုးယိုးတမယိုးကြမွေးတာကျွန်တော်မွေးတော့ကိုးပေါင်ကွဲရှိတယ်ကိုးပေါင်ကွဲနော်နေတဲ့ကလေးကြီးမဟုတ်ဘူးအဲ့ဒီကလေးကြီးကိုမွေးရအတန်ကြီးကလည်းအကျယ်ကြီးအဆူတော်ဖြစ်မဲ့နမိတ်လားမသိပါဘူး တန်းကြီးကလည်းကြည်ကြီးအဲ့ဒါကျွန်တော်ငိုပြီဆိုလို့ရှိရင်ဘေးကကလေးတွေပါကျွန်တော်ကဝါဝါဆိုငိုတော့ဘေးကကလေးတွေကဥငဲဥငဲဥငဲဆိုပြီးတော့အကုန်လုံးထငိုတဲ့အခါကျတော့ကျွန်တော်ကဒီမိခင်နဲ့ကလေးတွေထားတဲ့အခါနဲ့မထားဘဲနဲ့ဟိုးဝေဟန္တာမှာသီးသန့်ဂရင်လေးတစ်လုံးနဲ့ထားရတယ်တဲ့ကျွန်တော်စကားပြုံးရင်သတိထားပါတယ်ဒီဟာတွေကိုကျွန်တော်ဘာကြောင့်ပြောနေလဲဆိုတာရှေ့လျှောက်ပေါ်လာပါလိမ့်မယ် ဆိုတော့ဘာဖြစ်တယ်လဲဆိုတော့အဲ့လိုပေါ့လေအိမ်မှာချစ်မဲ့သူမရှိတော့ကျွန်တော်အတွက်အထင်းတယောက်ငားပေးတာအိမ်ဖော်ပေါ့ဗျာဒီနေ့စကားပြောရင်တော့အိမ်ဖော်အိမ်ဖော်ဆိုမြဲအဲ့ဒီခေတ်တုန်းကတော့ပတ်စံနဲ့ဗာနဲ့ညာနဲ့မဟုတ်ဘူးပေါ့လေမွေးစားသမီးလိုပေါ့လေစိန်စိန်ကြီးတဲ့ဟာတော့သူကသူနဲ့ပဲကျွန်တော်ကနေရတာကျန်တဲ့အချိန်ကြီးကတော့အဖြစ်တငယ်ချင်းနေနေရတာပေါ့လေနောက်တစ်ခုကကျွန်တော်ကလေအမင်းတို့သိမ့်မဲ့တယ်ဗျာသိလား တခြားကျွန်တော်အကူရင်းကြီးတွေကကျတော့노ဘူးနဲ့ဆိုရင်ပြီးတယ်ကျွန်တော်ကမရအောင်အမင်းတို့မှအမင်းတို့ဆိုတော့ကျွန်တော်အမေရဲ့အကြောင်းနဲ့ကျွန်တော်တို့အိမ်ထဲကစိုက်ကားစီးသွားရလောက်တဲ့ကွာဝေးပေါ့လေအဲ့ဒီမှာကျွန်တော်တို့စာလို့ငူပြီးဆိုရင်စောစောကပြောတဲ့ဇာရေးဆရာကြီးတွေဥသောရာဆွေတို့ဥတင်နေတို့ဥပမောတင်အောင်တို့ကနေပြီးတော့စိုက်ကားနဲ့ကျွန်တော်ကိုခေါ်ခေါ်ပြီးတော့မှာ အမေရှိတဲ့အကြောင်းကိုလိုက်ပို့ဆိုတော့အမေကလည်းမှာကာကြီးခါဝေးသင်နေတဲ့ကြားထဲကနေပြီးတော့ကျွန်တော်ကျွန်တော်ရောက်ပြီးလဲဆိုတော့အသားလေးကလေးတွေဟိုဒါလေးဟေးလုံဆန်းလုံတန်းလုံတန်းဘာညာဆိုပြောပြီးတော့အခန်းတောင်ကွယ်မှာကျွန်တော်ကိုနှုတ်တိုက်ရတယ်နှုတ်တိုက်ရတယ်ကျွန်တော်အမေနှုတ်သိမ့်မက်တာနော်ဒီတင့်မိခင်နှုတ်ဂျူတိုက်ကျွေးရေးဆိုတာဟာလွန်ခဲ့တဲ့နှစ်ပေါင်း60ကကျွန်တော်နဲ့စခဲ့တာလို့ပြောရင်ရပါတယ်ကျွန်တော်ပြောပြပါမယ်အဲ့တော့အမေနှုတ် တပြုတ်ပြုတ်ဆုလဲရမှာကျွန်တော်ကဂျင်းတ်ပြီးတော့မှအဲ့ဒီဇာကြီးဆရာကြီးတွေကကျွန်တော်ကိုပြန်ခေါ်ပြီးတော့ဟောအိမ်ပြန်ပို့ရတယ်ကျွန်တော်ကအဲ့လူကောင်းဆိုတော့နောက်ပိုင်းကျတော့ပြဿနာဘာတက်လာလဲဆိုတော့ဒီအချိန်တန်းဝါဆိုပြီးတော့ကျွန်တော်တစ်ချက်ငိုလိုက်လို့ရှင်ဒီ58လမ်းဆိုတဲ့ကျွန်တော်တို့အခုရန်ကုန်မြို့လေရလမ်းပေါ့လေပို့ထောင်မြို့နေရ58လမ်းတလမ်းလုံးမှာရှိတဲ့လူအကုန်ကြားအောင်အသံကြည့်တယ် နော်အဆူတော်ဖြစ်မယ်နမိတ်ဆိုတော့အသံကျေတော့နောက်ဆုံးပိတ်ကြတော့ကဲတယောက်ကတစ်ခါစိုက်ကားနဲ့လိုက်ပို့နုစာပြီဆိုရင် လိုက်ပို့ဆိုတော့ခဏခဏလိုက်ပို့ပါပါများတော့အလုတ်ကရှုပ်ရှုပ်တဲ့အခါကျတော့ကျွန်တော်အမေနဲ့အဖေကအရေးကြီးပြီနော်ဒီနေရာမှာအရေးကြီးပြီနော်ဒီနေရာမှာမိခင်နှုတ်ချူတိုက်ကျွေးရေးဆိုတဲ့ကိစ္စအလွန်အရေးကြီးပြီကျွန်တော်ပြောပါရမယ်ဆိုတော့ကျွန်တော်တို့အိမ်ရှိမှာဘာရှိတယ်လဲဆို ွန်းရသေးလင်မယားရှိတယ်။ယောက်ျားလူတွေကဟာမက်မိန်းမလူတွေကအမီနာတဲ့သူတို့မှာသားလေးတယောက်မွေးတယ်။နူးမာမက်ဆိုပြီးတော့မွေးတယ်။ကျွန်တော်နဲ့ဖွားဘက်တော်နော်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကတော့ဖွားဘက်တော်လေးဟလာရှိတယ်ပေါ့လေဘာဘာဟိုခန္ဓာကမြင်းလူဝါလူစားပဲဖြစ်ပေါ့နော်။อืมကျွန်တော်ဖွားဘက်တော်ကအဲ့ဒီကွန်းရသေးလင်မယားရဲ့သားလေး ဲ့ဒီအခါကျတော့ဘာလုပ်တလဲဆိုတော့ကျွန်တော်အမေနဲ့ဖေကဆုံးဖြတ်တယ်နော်ဟဲ့ငါလည်းတညာလုံးစာကြီးနော်မင်းကလည်းတနေ့လုံးကြောင်းသွားဒီကောင်နှုတ်စာရင်လည်းလိုက်ပို့နေရတယ်အလုပ်ကရှုပ်တယ်အဲ့ဒီတော့ကဲမထူးဘူးဟေးနော်အမီနာရှီကိုပို့ပြီးတော့နှုတ်စာတဲ့အချိန်ကအမီနာရဲ့နှုတ်တိုင်မကောင်းဘူးလားလို့ဆိုပြီးတော့အမေနဲ့အဖေကဆုံးဖြတ်တယ် ကလမာကြီးနော်ကလမာကြီးကလမာကြီးမှာရိုးရိုးကလမာကြီးမဟုတ်ဘူးကွန်းရရောင်းတဲ့ကလမာကြီးသူကလည်းနှူးမမက်ကိုမွေးထားတော့ကျွန်တော်နဲ့ရွေသူကိုတစ်ဖက်ကနှူးဆိုနေတစ်ဖက်ကနှူးကထွက်နေတော့ကျွန်တော်ငယ်ဘဝကျွန်တော်အဲ့ဒီကွန်းရတဲ့ကလမာကြီးရဲ့နှူးဆိုရတယ်ဆိုရတယ်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဘဝမှာဝန်းနေစရာလဲကောင်းနေ ဝန်တာစရာလည်းကောင်းတဲ့အဖြစ်အပျက်ကလေးကိုကျွန်တော်ကြားဖြတ်ပြီးတော့ပြောပြပါမယ်စကားမဆက်ပါလीနော်အဲ့လိုနဲ့နေကြရင်းနဲ့တဖြည်းဖြည်းတက်တီလည်းကြည့်ကုန်ကြပါလीကျွန်တော်တို့လည်းဒီဘက်ပြီးပြောင်းသင်္ကန်းညွှန်ခြံပြောင်းပါကျွန်တော်လည်းမင်းသားဖြစ်ပါလीအဆူတော်ဖြစ်ဒါပေမဲ့အမီနာက မကြမကြလာတယ်ကျွန်တော်ရှိဦးသူ့နို့ဆိုဘူးတဲ့ဗလာကြီးဆိုပြတော့တန်ရောစင်နေကျွန်တော်ရှိလာတဲ့အခါကျတော့လေစုတ်ထီစုတ်ဖတ်နော် ဈေးရောင်းရတာနော်သိတဲ့အထိဈေးရောင်းသွားရှာတဲ့အမီနာဆိုတဲ့ကလမာကြီးဟိုးနော်အဲ့တော့လာတယ်လာရင်လေကျွန်တော်ကဘာလုပ်တလဲသိလားအမေဆိုပြီးပြေးဖက်တယ်ဖက်ပြီးတော့နန်းနေကျွန်တော်ကနဖူးလေးကိုလည်းမနမ်းဘူးပါလေးကိုလည်းမနမ်းဘူးအဲ့ဒီအမေအမီနာရဲ့နှုတ်ကိုကျွန်တော်နမ်းတယ် ကျွန်တော်ငငယ်တုန်းကစုခဲ့ရတယ်နှုတ်ကိုကျွန်တော်နမ်းနေပြီးရင်အမေကိုမဝိုးပေးတယ်အမေဈေးရောက်မှုဘာညာစသဖြင့်ပေါ့လေတခါသားကြတော့အမီနာအိမ်ကိုရောက်လာတယ်တက်ကြီးပြီပေါ့ဟဲ့သာပလာကြီးငါနဲ့မြောက်တကုံကဈေးရကောင်မတွေနဲ့ရံဖြစ်လာတယ်ဆိုအမေဘာဖြစ်လို့ရောအမေရဲ့လို့ဆိုပုံဘူးတဲ့ဈေးထိတ်ကလော့စပီကာကနေပြီးတော့တဲ့ လှကနေမှာပေါ့ဗျာမန္တကနေပြီးတော့ကျွန်တော်တခြင်းလွှင့်တာဟိုကျွန်တော်တခြင်းနေပေါ့လေစင်ရဲ့ချင်းလွကင်းအောင်လို့ပါလို့ညာလို့ပေါ့ဗျာလွှင့်တဲ့အခါကျတော့အမီနာကကြွားတယ်အမေအမီနာကကြွားတယ်အဲ့ဒီသူ့မောင်ဆိုတဲ့ကောင်းလေးနာမည်ကဗလာကြီးသူငငယ်တုန်းကငါနှုတ်ကိုစို့ဘူးလို့သူတလောက်အသံကောင်းနေတာဆိုပြီးတော့ကြွားတော့ ဒီလမ်းမီးစည်းတဲ့ကလမာကြီးပြောတဲ့စကားဝိုင်းဟာဟာတော့တာပေါ့ဒါဟုသူမခံနိုင်လို့ကျွန်တော်ရှိူလာတယ်လာပြီးတော့သားရေးတဲ့အမေကိုတတ်နိုင်ရင်ကူညီပေးပါဘာလုပ်ပြရမလဲအမေပတ်စံလူလူလာပေါ့ကျွန်တော်လူလူလာပေးပါမယ်မဟုတ်ဘူးသားตาไอ้หมี่ยวตะกงอ่ะไอ้พวกจองจูจองยายักกั่วไม่หมี่ยวตะกงหมูยะซอรี่ตองตะกงไอ้จองจูจองยายักกั่วก็ซีชื่ออ่ะ စပီကာဖွင့်ပြီးတော့အလှခံတဲ့မန်နပ်တရက်လောက်လာခဲ့စမ်းမှသားရဲ့အမေရှိဘူးဘာလုပ်ပြရမလဲအမေဆိုတော့ငါ့နို့စုဘူးလို့မင်းအတန်ကောင်းနေဆိုတဲ့အကြောင်းလေးလာပြီးတော့ပြောပြစမ်းမှတဲ့အဲ့ဒီမယ်ကျွန်တော်ဟာ နောက်ဆုံးကြိမ်ဖြစ် အမေအမီနာရှိကိုသွားပြီးဂျေဇူးဆန်နိုင်ခဲ့ပါတယ်ကျွန်တော်ရဲ့ကား မော်တော်ကားအကောင်စားကြီးနဲ့ကျွန်တော်သွားတယ်အဲ့ဒီနေရာကိုရောက်တယ်အလူကမန်းတပ်ကိုဝင်တယ်ဝင်ပြီးတော့အလူကမန်းတပ်ကအဲ့ဒီရောညာတတော်ရှိကြပါစီပါပါညာပါညာအော်နေတဲ့မိုက်ခရိုဖုန်းကိုကျွန်တော်တောင်းနေတောင်းပြီးတော့မင်းသားလားဆိုတော့လေ OK ပေါ့အကုန်လုံးကလည်းဝိုင်းပြီးတော့အုံလာပေါ့ဒူရီကလည်းအုံကြည့်နေတာဟုတ်ပါတယ်ခင်ဗျာဟော်ဒီကျွန်တော်ကဖက်လိုက်သေးတယ်အမီနာကိုဟော်ဒီအမီအမီနာရဲ့နှုတ်ဆုပ်ဘူးလို့ ငငယ်ကစုဘူးလို့ကျွန်တော်ဟာဒီနေ့အသံကောင်းနေတာပါဆိုတဲ့အနေနဲ့နောက်ဆုံးအဖြစ်ကျွန်တော်အမေအမိနာကိုကျေစုဆက်နိုင်ခဲ့ပါတယ်နော်နောက်ပိုင်းလည်းသူမလာတော့ပါဘူးသူဆုံးမသွားချပါတယ်စိုးစိုးကစကားကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်မိခင်နှုတ်ကျူနှုတ်ကျူပေါ့လေတိုက်ကျွေးကိစ္စပြန်ဆက်ရမယ်ဆိုလို့ရှိရင်အဲ့ဒါလို့ကျွန်တော်အမေနှုတ်ကိုမက်တဲ့အခါမှာဆေးရုံမှာပေါ့လေကျွန်တော်အမေရနှုတ်ကောင်းတယ် နူအားကောင်းတယ်ဒီဘက်ကကျွန်တော်စုနေရင်ဒီဘက်ကနေနူကပန်းထွက်ဆိုတဲ့အခါကျတော့ကျွန်တော်ငွေးပြတာကဆီယာမာကြီးဒေါ်ရင်မေးတဲ့အခုတော့လဲရှိအောင်မလားမရှိဘူးလားမသိဘူးရှိရင်လဲ90ကျော်ပေါ်ဘွားကြီးဖြစ်ပြီပေါ့နော်ဒေါက်တာမာကြီးဆီယာမာကြီးဒေါ်ရင်မေးသူကကဲမန်ညိုညီတစ်ဖက်ကနူကညီသားစုတစ်ဖက်ကထွက်နေငါလှူစမ်းနူခွက်နေနူကပြီးတော့လူပဲအဲဟိုနားကကလမာကြီးတယောက်အနို့တွေထွက်တန်တယ် ငါလှူစမ်းအနုအဲ့ဒီခွန်းနေပဲအနောက်တကဟိုဘက်ကသူတို့ခိကတော့ဘူမရယ်လေအဲ့ဒီတက်တာဟိုအဘူမရယ်ကြီးသွားပြီးတော့ငါလှူစမ်းပါ charity ပေါ့လူလူပါဟိုဘူမရယ်လည်းလှူတာပေါ့နုတရုတ်မှာလည်းလှူအဲ့ဒီနုတွေကိုပေါင်းပြီးတော့နုမြက်တဲ့ကလေးတွေကိုဇွန်းနဲ့လိုက်ပြီးတော့တိုက်တယ်တဲ့ကျွန်တော်အမိပြောပြတာအဲ့တော့အင်းဆရာဝန်ဆရာမလေးတွေကပြောတာပေါ့ ဆာမကြီးရဲ့ဘောယွန်းဆရာကြီးဘောဟိုကလာရောတိရုတ်ကောဘူမာရောဗမာမာရောဟိုစင်ရသားတွေရောအကုန်လုံးမိမပေါင်းစုံရဲ့နှုတ်ရည်တွေပေါင်းပြီးတော့နော်ဒီလိုပဲရှောက်တိုက်နေတာယွန်းဆရာမကောင်းဘူးလားပေါ့အဲ့လိုပြောတယ်တဲ့ပြောတဲ့အခါမှာဆာမကြီးကတလုံးနဲ့ပြန်ဖြေတယ်တဲ့ဟဲ့အဲ့ဒါလူနှုတ်နွားနှုတ်မဟုတ်ဘူးလို့ပြောတယ် တိษံနို့မဟုတ်ဘူးလို့ပြောတယ်တဲ့အဲ့တော့အဲ့ဒီမယ်ခုနပြောတဲ့စိန်စိန်ကြီးကိစ္စပေါ်လာတာစိန်စိန်ကြီးကသူကကျွန်တော်အိမ်ရောက်တော့ကျွန်တော်ထိနေချင်း7နှစ်7နှစ်သမီးပေါ့အဲ့သူရောက်လာရောက်လာတော့ကျွန်တော်မှတဏီကုံနဲ့စိန်စိန်ကြီးရဲ့ရင်ဝင်ထဲမှာနော်တညာလုံးနဲ့စိန်စိန်ကြီးရဲ့ရင်ဝင်ထဲမှာအဲ့လိုနေရတယ်ဘဝတော်သူပေါ့တော်သူမှ7နှစ်7နှစ်သမီးပေါ့ရောက်တော့သူ့မှာကကြော့ပါရဲ့ မိမကိုနှံ့ရှိတယ်အနှံ့ဆိုးပေါ့အနှံ့ဆိုးလေးရှိတယ်စင်စင်ကြီးကကျွန်တော်ပိတ်ချက်တာအဲ့တော့ဒီအနှံ့ဆိုးငါသားကူးရင်တော့ဒုက္ခပဲဆိုပြီးတော့အမေကစိတ်ပူတယ်စိတ်ပူတော့ဘာလုပ်တလဲဟဲကြောက်ချင်းစာစသဖြင့်ပေါ့ဗျာပမာဏီပမာဟန်နေပေါ့ဗျာမျိုးစုံလို့မပြောက်ဘူးဟိုသူပင်ကိုနှံ့ကိုပင်ကိုနှံ့ကဒီနှံ့ကြီးရှိနေတာဟိုဘယ်ပြောက်မလဲဆိုတော့နောက်ဆုံးအမေကအကြံရတယ်ဘာလဲဆိုတော့ နေတိုင်းဟင်းချက်ရင်ဒီဟာလေးဥတော်လီတတ်နိုင်ရင်အခုကျွန်တော်ပြောမယ့်အကြောင်းအရာလေးကိုတတ်နိုင်ရင်အဲအထူးသဖြင့်ကျွန်တော်ရဲ့တမင်းငယ်လေးတွေပေါ့နော်ဒီ Manly FM ကျွန်တော်ရဲ့အဲ series ကိုနားထောင်နေတဲ့တမင်းငယ်လေးတွေလည်းတော့မရှိကြပါနဲ့เนาะခုခေတ်ပေါ်တဲ့ဟာတွေရှိပါတယ်လူလိမ့်ပါညာညာပါညာအနတ်သက်ပျောက်စီးပါညာစလကားပါလကားပါခဏပါเนาะတကယ် အနံ့ဇိုးကရေမွေးဆိုလဲမပြောက်ပါဘူးနေလေးပေးမလို့ဆိုတော့မေမေကဘာလုပ်တယ်လဲဆိုတော့နေတိုင်းနေတိုင်းကြောက်ဖေုံသည်ကြော်ချက်ဟင်းကျူစသဖြင့်ပေါ့လေကြောက်ဖေုံသည်နဲ့ဝက်သားစသဖြင့်နေတိုင်းချက်တယ်နေတိုင်းချက်ပြီးတော့စိန်စိန်ကြီးကိုအဲ့ဒီကြောက်ဖေုံသည်ဟင်းနေတိုင်းကျွေးတယ်နော်စိန်စိန်ကြီးက7နှစ်7နှစ်ဆိုတော့ချူချူချင်းချင်းပေါ့လေဟိုတေးစာလဲစားကြနေအောင်ဟော ဟဲ့တခြားဟာမစားနဲ့ယော့ဆိုပြီးတော့ဖန်ပလင်းနဲ့ဒါကတော့ဝယ်ထည့်ပေးထားတယ်ကြောက်ဖယုံယူဝယ်ထည့်ပေးထားတယ်ဝယ်ထည့်ပေးထားတော့အဲကြောက်ဖယုံယူစားစားသမီးစားဟောသမင်းစားတဲ့ကကြောက်ကြောက်ဖယုံဒီဟင်းနဲ့ကြောက်ဖယုံကြီးနဲ့ဝတ်သားကြောက်ဖယုံကြီးကြော်ချက်ယော့စားသမီးစားစားဆိုပြီးတော့လှုပ်လိုက်တာစိမ့်စိမ့်ကြီးကိုကထွက်တယ်မိမကိုနန့်ပေါ့နော်အဲပြောရရင်တော့ရိုင်းသွားရင် ခွင့်လွှတ်ကြပေါ့ဗျာချိန်ကျွေးနံပေါ့နော်ပျောက်သွားပါလေပျောက်သွားအဲ့ဒါကိုကျွန်တော်နောက်တစ်ချိန်အသက်ကြီးလာတဲ့အခါကျတော့မိမိကိုမေးတယ်မိ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 ဘယ်လိုစိတ်ကူးရတာရောဟဲ့သားရဲ့ဟဲ့စာရေးဆရာအကောင်ရဲ့နင်းတလောက်မှမသိဘူးလားတော်ဒီပဲသွားတဲ့အခါမှာနင်းအလောင်းนี่ပြင်ထားဆင်ထားတာမမြင်ဘူးဘူးလားမြင်ဘူးတာပေါ့အမေ ဲ့ဒီအလောင်းအောက်မှာဘာထားသလဲအေးဟုတ်ပါအမေကြောက်ဖျုံသီးထားတယ်အနံ့ကိုစုတ်အနံ့စူးကိုစုတ်တာကြောက်ဖျုံသီးနော်အဲ့ဒါဒါကြားဖြားပြီးတော့ကျွန်တော်ကကျွန်တော်သမီးငယ်လေးတွေအတွက်ကြားဖြတ်ပြောတာတလောတော့ကအဲစိန်စိန်ကြီးလာတယ်လွယ်စည်းလေရောင်းနေတယ်ချွေးတွေတာနေနေအဲကျွန်တော်ကသူလာရင်လည်းဖက်တာပဲဖက်နန်းတာပဲသူ့လက်ပေါ်ကြီးတာဟုတ်ဖက်နန်းတာနန်းတဲ့အခါကျရင်ကျွန်တော် သူ့ကိုကြတော့အမေအမီနာကိုကြတော့နှုတ်ကိုနန်းတယ်သူ့ကိုကြတော့ကျွန်တော်ဂျိုင်းကိုနန်းတယ်ပါအောင်နန်းတယ်နဖူကိုနန်းတယ်ပြီးတော့သူ့ဂျိုင်းကိုနန်းတယ်မနန်းတော့ဘူးမနန်းတော့ဘူးဂျိုင်းကြီးနာပျောက်သွားတယ်အဲ့ဒီအကြောင်းလေးကိုကျွန်တော်ဝတ္ထုလေးတစ်ပုဒ်ရေးဘူးပါတယ်အဲ့ဒီဝတ္ထုလေးကငဲအိမ်မဲတဲ့ကျွန်တော်ရဲ့ပထမဦးဆုံးလက်ရလေးပါ